တထုံမြို့နယ်ကထွက်တဲ့ကွန်ရွက်တွေရဲ့အဓိကဈေးကွက်ကတော့ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မဲဆောက်မြို့ပဲဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့မဲဆောက်မြို့ကိုပို့ဆောင်တဲ့နေရာမှာလမ်းပိတ်ဆို့မှုတွေတိုက်ပွဲတွေနဲ့ရေကြီးတာတွေကြောင့်လမ်းမှာပဲအချိန်ကြာမြင့်ပြီးကွန်ရွက်တွေပျက်စီးဆုံးရှုံးမှုနဲ့ရင်ဆိုင်နေရပါတယ်။ ။ဒါအပြင်တည်ယူပို့ဆောင်ရေးစည်းကလည်းအစမတန်မြင့်တက်နေပြီးတထုံမြို့ကနေမြောက်ဒီမြို့ကိုတင်ပို့တဲ့ကားကဟာအလိပ်90ပါတချင်းကို7,000အထိကုန်ကျနေတာဖြစ်ပါတယ်။ဒါတင်မကပါဘူးမြန်မာကျပ်ငွေတန်ဖိုးကြာဆင်းမှုကြောင့်မဲဆောက်မြို့မှာရောင်းဝယ်ဖောက်ကားရမှာငွေလဲလှယ်နှုန်းမတည်ငြိမ်ပဲကုန်ကျစရိတ်တွေပုံမှုမြင့်တက်လာနေတယ်လို့သိရပါတယ်။ခြံကွန်းတွေကရှုံးတာပို့ဆိုပတ်ဆက်ပေါ်ထည့်ထားတဲ့အရင်းတွေပြန်အောင်မပေါ်ဘူး။လမ်းအခြေအနေကမကောင်းဘူးဟိုပိတ်ဒီပိတ်ဆိုတော့သူတို့ဈေးမပေးဘူးလို့တထုံမြို့ကကွန်းဆိုင်တောင်သူတို့အုပ်ကပြောပါတယ်။ ဝယ်လက်ပြောင်းဆုံးပြီးတွင်းအားစုဈေးနှုန်းတွေမြင့်တက်လာနေချိန်မှာခြံကွန်းကွန်းရိုင်းတလိကိုကျပ်300ဝန်းကျင်သာဈေးနှုန်းရရှိနေပါတယ်။အရင်နှစ်တွေကယာကွန်းတစ်ဖိတ်သားကိုကျပ်4000ကနေ9000အထိဈေးနှုန်းရရှိခဲ့ပေမဲ့ဒီနှစ်မှာတော့တစ်ဖိတ်သားကိုကျပ်2000ကနေ3000အထိသာဈေးရရှိပါတော့တယ်။တောင်သူတွေဟာကွန်းပင်အားဖြည့်ဖို့အတွက်မြေဩဇာတစ်စီးကိုကျပ်9000ကွန်းချာတိုင်ဝါဒတိုင်ကို300ကနေ1300ကျပ်အထိ နေစားလုပ်သားကတရက်ကို1300ကျပ်အထိပေးချေနေရတာကြောင့်ရောင်းဈေးဟာတွင်းအားစုကုန်ကျစရိတ်အောက်ကိုရောက်ရှိနေပါတယ်။ဒါကြောင့် ကွန်းကြံတွေကိုဒီအတိုင်းပြစ်ထားရတဲ့အထိဖြစ်ပေါ်နေတာပါတထုံမြုတ်ကကွန်းဆိုင်တောင်သူတွေအရှုံးနဲ့ရင်ဆိုင်နေရလို့စိုက်ပျိုးသူနှဲပါလာပြီးဒေတာတွင်သုံးဆွဲဖို့အတွက်စကိုင်းတိုင်းမုံရွာမြို့ဘက်ကကွန်းတွေကိုတောင်ပြန်လဲဝယ်ယူအသုံးပြုနေကြရတယ်လို့ကွန်းဆိုင်တောင်သူတွေစီကသိရပါတယ်ကွန်းလေးဆိုင်တဲ့အရင်နှစ်တွေတုန်းကအယောင်းဝယ်နည်းနည်းကောင်းသေးတယ်ဒီနှစ်တစ်နှစ်ကတော့လုံးဝအယောင်းဝယ်မကောင်းဘူးကွန်းလေးမရှိဘူးရှိတဲ့ကွန်းလေးနည်းနည်းလဲရောင်းလို့မကုန်ဘူးလို့တထုံမြို့မှာနေထိုင်တဲ့ကွန်းအယောင်းဝယ်လုပ်ငန်းလုပ်ကင်နေသူတဦးကလည်းပြောပါတယ် ဒါအပြင်ကုန်းစည်းကွက်ထိုးကြပြီးကုန်းကြံလုပ်ငန်းမှာအမျက်မရနိုင်တော့တဲ့အတွက်လူငယ်တွေဟာကုန်းကြံတွေကိုပြစ်ထားပြီးပြပမှာအလုတ်ထွက်လုတာကြောင့်လုံသားရှားပမှုလည်းမြင့်တက်နေပါတယ်။ဒါကြောင့်လုံအားကတွေလည်းပုံပုံမြင့်တက်လာပြီးကုန်းမဆိုင်နိုင်တော့တဲ့တန်တရာထဲမှာပိတ်မိနေတယ်လို့ကုန်းဆိုင်တောင်သူတွေကဆိုပါတယ်။